င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ရိုရင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုတရားခံမေးအောင်လိုင်းကို ICC တရားရုံးကဖန်ရန်ထုတ်ပြန်တယ်ဘန်နာငွေပံ့ပိုးခဲ့တဲ့ KBZ နဲ့ Mesto ကိုအေးအေးယူရန်တောင်းဆိုလိုက်ပါတယ်ဗမော်မျိုးသိန်းတိုက်ပွဲမှာ KIA ပူးပေါင်းတပ်တွေကပြန်လည်ထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြားကလက်လက်ခရံအများပြားကိုတင်ဆက်ရရှိရတဲ့တွင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တိုင်းတစ်ပုတ်ကတော့ရခိုင်ပြည်ကရိန်ဂျာလူမျိုးတုံတပ်ဖြတ်မှုကျွလွန်ခဲ့သူစစ်ကောင်းဆောင်မေအောင်လိုင်းကိုပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး ICC ကဖမ်းရမ်းထုတ်ဖို့အဲ့ဒီအကြမ်းဖက်စီအိုစုကိုငွေကြေးပံ့ပိုးခဲ့တဲ့ KBZ နဲ့ Metro ကိုလည်းအရေးယူဖို့အတွက် Justice for Myanmar JFN ကတောင်းဆိုလိုက်ပါတယ်။ Ranger လူမျိုးများအပေါ်ကိုမြန်မာစစ်အုပ်စုကလူမျိုးတုံးတပ်ဖြတ်မှုကျွလွန်ခဲ့တဲ့ ရှင်းနှမြောက်နေမှာ အခုလိုတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်2019ခုနှစ်အတွင်းကုမ္ပဏီတွေနဲ့အဖွဲ့အစည်းအများအပြားကမြန်မာစစ်အုပ်စုရဲ့နေမြေရှင်းလင်းစစ်ဆေးရေးအတွက်ပံ့ပိုးကူညီဖို့အတွက်ဒေါ်လာတန်ပေါင်းများစွာကိုတိုက်ရိုက်လှူဒါန်းခဲ့ကြပြီးအဲ့ဒီကုမ္ပဏီတွေနဲ့အဖွဲ့အစည်းတွေကိုကုလသမဂ္ဂရှာဖွေမစ်ရှင် FFM ကမှတ်တမ်းတင်ထားပြီးအဲ့ဒီကုမ္ပဏီတွေနဲ့အဖွဲ့အစည်းတွေကိုရာဇဝတ်မှုအရစုံစမ်းစစ်ဆေးဖို့တောင်းဆိုထားရလို့လည်းသိရပါဗျာ ခရိုနီကုမ္ပဏီတွေဖြစ်တဲ့ KBZ နဲ့ Max တို့ဟာအကြမ်းဖက်စစ်တပ်ကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားကြရတယ်။ရိုဟင်ဂျာဒုက္ခသည်တွေပြန်မလာနိုင်ဖို့အတွက်နေဆက်ခြံစည်းကို ဆောက်လုပ်ရေးအတွက်ငွေကြေးပံ့ပိုးမှုများစွာပေးရကအားပေးအားမြောက်ပြုလုပ်ခဲ့လို့လည်း JFN ကဆိုထားပါဗျ။ကြံရပါကုမ္ပဏီတွေနဲ့အဖွဲ့အစည်းတွေပေါ်ရာဇဝတ်မှုရှိမှုရစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ပြီးတရားစွဲဆိုရမှာဖြစ်တယ်လို့ ICC တရားရုံးကလည်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုဖမ်းရန်ထုတ်ရမယ်လို့လည်းဆိုထားပါဗျ။ဒါအပြင်နိုင်ငံတကာအတိုင်းအဝန်အနေနဲ့ကလည်းရိုဟင်ဂျာတွေကိုကာကွယ်ပေးရေးလှုံ့ဆော်ရမှာဖြစ်တယ်လို့မြန်မာစစ်အုပ်စုနဲ့အာရခတပ်တော်ကကျွလွန်ထားတဲ့ရာဇဝတ်မှုတွေအားလုံးကိုအရေးယူပေးရမယ်လို့လည်း JFN ကတောင်းဆိုထားပါဗျ။ KBZ နဲ့ Mass ကုမ္ပဏီတွေကတခြားလူမဆန်တဲ့ပြစ်မှုကြီးများမှာပါဝင်နေတယ်။ လူသားမျိုးနွယ်ပေါ်ကျွလွန်မှုတွေမှာကြီးကြီးမားမားဒိုက်ရိုက်ပံ့ပိုးပေးခဲ့တယ်လို့လည်း FFN ကသုံးသပ်ထားပြီးအဲ့ဒီကုမ္ပဏီတွေကိုတရားစွဲဆိုဖို့လိုအပ်ကြောင်းတိုက်တွန်းတောင်းဆိုထားပါတယ်ရှင်ဒီတစ်ခါမှာတော့မြန်မာနိုင်ငံအတွင်းအကြမ်းဖက်ဆေးဥစုကိုခြေမုံနိုင်မှသာရွင်ကြရဲအပါဝင်ပြည်သူတရက်လုံးဟာလူခွင့်ရေးနဲ့တရားမျှတရေးကိုရရှိနိုင်မယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကပြောလိုက်ပါတယ် ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုရှင်းနှစ်ပြည့်အထိမ်းအမှန်နေမှာအခုလိုထုတ်ပြန်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာအကြက်ပဲဆီအိုစုကိုအဖက်ဖက်ကရင်ဆိုင်တော်လန်တိုက်ပွဲဝင်နေရတဲ့ကာလဖြစ်တယ်လို့ဆီအိုစုကိုအမြင့်ပြတ်ချိန်မုံနိုင်မှသာရိုဟင်ဂျာတွေအပါအဝင် ပြည်သူတရလုံးလူခွင့်ရေးတရားမျှတရရရှိမှာဖြစ်တယ်လို့လဲဆိုပါရတယ်။၂၀၁၉ခုနှစ်မှာအကြမ်းဖက်ဆီအိုစုက ရင်ဂျာပြည်သူတွေကိုရက်ဆက်ကြမ်းကြုတ်စွာအကြမ်းဖက်ခဲ့ပြီးကြီးမားတဲ့ရာဇဝတ်မှုတွေကိုပြုလုပ်ခဲ့တာပါအဲ့ဒီဖြစ်ရတဲ့အမျိုးသားညီညွတ်ရေးအစိုးရကအကြမ်းဖက်စစ်တပ်ရဲ့လုပ်ရက်တွေကိုအပြင်းထန်ရှုတ်ချသလိုထိခိုက်ခဲ့တဲ့ရင်ဂျာပြည်သူတွေနဲ့အတူထပ်တူခံစားမိတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒါအပြင်တရားမျှတမှုတွေရင်ဂျာပြည်သူတွေနဲ့အတူဒီဇိုင်းမှတ်မှတ်မြဲမြံစွာရည်တည်နေတယ်လို့လည်းအန်ယူဂျီကပြောပါရယ် ရိန်ဂျာပြည်သူတွေအကြမ်းဖက်ခံရပြီးရှစ်နှစ်ကြာလာပြီဆိုပေမဲ့လည်းအဲ့ဒီအကြမ်းဖက်မှုတွေကြောင့်နေရက်စွန့်ခွာပြီးဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ရတဲ့တိမ့်ချီတဲ့ရိန်ဂျာပြည်သူတွေဟာအခုတည်းနေရက်ကိုမပြောင်းနိုင်သေးတာကြောင့်အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကတော်တော်ပဲစင်မကောင်းဖြစ်မိရလို့လည်းပြောထားပါဗျ။အခြေအနေအရရက်တွေကြောင့်ရိန်ဂျာပြည်သူတွေဟာအခုလည်းနေရက်စွန့်ခွာပြီးဆက်လက်ထွက်ပြေးနေရတာကြောင့်အန်ယူဂျီအနေနဲ့ရိန်ဂျာမူဝါဒတရက်ကိုထုတ်ပြန်ထားပြီး အဲ့ဒီမူဝါဒအတိုင်းဆက်လက်ဆောင်ရွက်နေလို့လည်းပြောထားပါဗျ။ခေအဆက်ဆက်အကြံဖက်စစ်တရဲ့ဖိနှိပ်နှက်ဆက်မှုကိုရင်ဂျာပြည်သူတွေအပါအဝင် လူမျိုးပေါင်းစုံနဲ့ဘာသာပေါင်းစုံတွေဟာရင်စည်းခံခဲ့ရတာကြောင့်အာနာရှင်စနစ်ရဲ့ဖိနှိပ်မှုတွေကနေပြည်သူလူထုတရက်လုံးလွတ်မြောက်ရေးအတွက်ပြည်သူຫນွေဦးတော်လှန်ရေးကိုဆင်နွှဲပြီးတိုက်ပွဲဝင်နေရတဲ့ကာလဖြစ်တယ်လို့လဲဆိုထားပါဗျ။အဲ့ဒီအတွက်အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကကိုစွမ်းညံစွမ်းအပြည့်အဝထုတ်ပြီးကြိုးပမ်းဆောင်ရွက်နေစေဖြစ်တယ်လို့ ရိုဟင်ဂျာလူထုနဲ့အတူတကွစီလုံးညညွတ်စွာရပ်တည်နေတယ်လို့လည်းကြေညာထားပါတယ်ရှင်။ကချင်ပြည်နယ်တဲ့တဘောကိုကြည့်အောင်ပါကချင်ပြည်နယ်ဗမော်မြို့သိန်းတိုက်ပွဲမှာ KIA ပူပေါင်းတပ်တွေကပြန်လည်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်က ထိခိုက်သေးဆုံးမှုများပြားကလက်နက်ခရံအများပြားကိုလည်းသိမ်းဆည်းရရှိခဲ့လို့ KIA စစ်ရေးတရင်းမြေကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ဩဂတ်စာ24ရက်နေ့ကနေစတင်ကြ KIA ပူးပေါင်းတပ်တွေကဗမော်မြို့သိန်းတိုက်ပွဲမှာပြန်လည်ထိုးစစ်ဆင်လာတာဖြစ်ပြီးဗမော်မြို့ပေါ်ကစာကာခ27မှာတိုက်ပွဲပြင်းထန်နေတယ်လို့စစ်တပ်ကလေရင်တွေနဲ့မနစ်က17ကြိမ်ဘုံကျဲကခုခံတိုက်ခိုက်ခဲ့လို့လည်းသိရပါဗျ။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားနေပြီးလက်နက်ခရံအများပြားကိုလည်းတင်းဆက်ရရှိထားလို့ KIA စီးရဲသတင်းမြစ်ကပြောပါဗျ။အလားတူဩဂတ်စ20ရက်နေ့မွန်းလွဲ့တနင်္ဂနွေကလည်း ဗမော်မြို့ကအကြမ်းဖက်စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ရဲ့တင်ကားတစ်စီးကိုလည်းပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေးဆုံးမှုများပြားကအထိနာခဲ့တာကြောင့်ဗမော်မြို့ပေါ်ကပြန်လည်ဆုတ်ခွာသွားခဲ့လို့လည်းသိရပါဗျ။ဗမော်မြို့သိမ်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလကနေစတင်က KIA ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲကာလ6လကျော်ကြာမြင့်လာပြီလည်းဖြစ်ပါရဲ့ရှင်။ စကိုင်းအတင်းတစ်ပုတ်ကိုကြည့်အောင်ပါစကိုင်းတိုင်းကဏီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေကိုငွေအလွဲသုံးစားလုပ်တယ်ဆိုပြီးတိုင်ကြားမှုတွေရှိလာတဲ့အတွက် NUG ရဲ့လမ်းညွှန်မှုနဲ့အဲ့ဒီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေကိုဖမ်းဆီးလိုက်ပါတယ်ပြီးခဲ့တဲ့ဩဂတ်လ22ရက်နေ့ကပြုလုပ်တယ်ဂျားကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာ တိုင်ကြားမှုတွေရှိတဲ့အကြောင်းတင်ပြခဲ့ပြီးအစည်းအဝေးဆုံးဖြတ်ချက်အရကဏီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအပါအဝင် 73ဦးကိုပြည်သူပိုင်ငွေကြေးစီမံခန့်ခွဲရမှာအလွဲသုံးစားမှုများရှိနိုင်တဲ့အတွက်ဖန်စီထိမ့်သိမ်းထားပြီးစစ်ဆေးဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရကညွှန်ကြားခဲ့လို့လည်းသိရပါဗါတယ်။အဲ့ဒီညွှန်ကြားချက်အရကာကွယ်ဝန်ကြီးဌာနရေးမှပင်ခံကုတ်ကဲအဖွဲ့ကဖန်စီချုပ်နှောင်ခြင်းနဲ့အချုပ်တရခံထွပေးခြင်းဆက်ရံဆောင်ရွက်ရမယ့်လုပ်ထုံးလုပ်နည်းနဲ့အညီဩဂတ်လ24ရက်နေ့ကဖန်စီထိမ့်သိမ်းထားတယ်လို့လည်းသိရပါဗါတယ်ရှင်။ ရှမ်းပြည်နယ်တိုင်းတစ်ပုတ်ကိုကြည့်အောင်ပါရှမ်းပြည်နယ်အရှေ့ပိုင်း NDAA မိုင်းလာတက်ထိန်းချုပ်နေမြေမှာမြေရှားတပ်တို့တွင်16ခုရှိနေပြီးလွန်ခဲ့တဲ့၄နှစ်အတွင်းမှာအဆမတန်တိုးပွားလာနေရလို့ရှမ်းလူခွင့်ရေးမန္တန်ကတာဝန်ရှိသူကပြောပါရယ်ရှမ်းပြည်အရှေ့ဘက်အစွန်ဆုံးမိုင်းရောင်မြို့နယ်မှာ2025ခုနှစ်မေလအတွင်းဂျိုဒုဓပုံတွေရမြေရှားတပ်တို့တူဖော်နေတဲ့နေရာ16ခုထိရှိလာပြီလို့လည်းသိရပါရယ်အဲ့ဒီဒေတာမှာ2021ခုနှစ်အစောပိုင်းက မြေရှားတတုတူးဖော်မှု၃ခုသာရှိခဲ့ပြီးလင်းနှင့်အတွင်းမှာမြေရှားတတုတူးဖော်မှုအဆက်မတန်တိုးပွားလာနေတဲ့အခြေအနေဖြစ်နေလို့လည်းသိရပါဗျ။မိုင်းရောင်မြို့နယ်ဟာအမျိုးသားဒီမိုကရေစီမဟာမိတ်တက်မလို့ NDAA သို့မဟုတ်မိုင်းလာတပ်ဖွဲ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီး မြေရှားတပ်တို့တူဖော်ရဲ့နေရာတွေဟာမဲခေါင်မြင့်နဲ့ကီလိုမီတာ40ထက်နည်းတဲ့အကွာအဝေးမှာရှိနေတယ်လို့လည်းသိရပါဗါးလက်ရှိတည်ရှိနေတဲ့တပ်တို့တွင်နေရာ16ခုစလုံးဟာကချင်ပြည်နယ်ကမြေရှားတပ်တို့တွင်နေရာစဝိုင်းပုံစံဓာတ်ပြုတ်ကန်တွေကိုအတန်းလိုက်တွေ့ရပြီးမြေရှားတပ်တို့တူဖော်ဖို့နေရာမှာဓာတုပေတာနီးနဲ့ပျော်ဝင်စေတဲ့နီးလန်းကိုအသုံးပြုနေတာကိုပြသနေတယ်လို့လည်း ရှမ်းလူခွေရဲ့မန္တန်ကတာဝန်ရှိသူကရှင်းပြပါဗါးဒါအပြင်မဲခေါင်မြင့်နယ်နီးကပ်နေတာကြောင့်မြင့်ရည်ညဉ့်ညမ်းတာတွေဖြစ်ပေါ်နေပြီးမဲခေါင်မြစ်ကိုမှီခိုနေရတာဟာမြန်မာတနိုင်ငံနဲ့မဟုတ်ပဲထိုင်းလာအိုကမ္ဘောဒီးယားနိုင်ငံတွေပါဆက်ဆက်နေတာကြောင့်အဲ့ဒီပြဿနာဟာနန္ဒကာပြဿနာအထိဖြစ်လာနေတယ်လို့လဲရှမ်းလူခွေမန္တန်ကတာဝန်ရှိသူကထောက်ပြပြောဆိုပါရတယ်။အဲ့ဒီမြေရှားတပ်တို့တွင်းတွေကလည်းရရှိတဲ့အကျိုးစီးပွားဟာ အကုန်လုံးတရုတ်စီကိုပဲတိုက်ရိုက်သွားပြီးဒေတာကန်ပြည်သူတွေဘာအကျိုးမှပြန်မရဘူးလို့လဲဆိုထားပါဗျ။တရုတ်ကနေမှစစ်ကောင်စီစီကိုပြန်ပြီးထောက်ပံ့နေတာကြောင့်တဖက်လက်နဲ့စစ်ကော်မရှင်ကိုအကျိုးဖြစ်ထွန်းစေတဲ့မြေရှားတပ်တို့တွေနေကိုဆက်ပြီးမတူးပေါ်ဖို့အတွက်တောင်းဆိုချင်တယ်လို့လဲရှမ်းလူ့ခွေရေးမန္တန်ကတာဝန်ရှိသူတို့ကပြောပါဗျ။မြေရှားတပ်တို့တွင်နေအားလုံးဟာ 1989ခုနှစ်မြန်မာစစ်အစိုးရနဲ့အပြည့်ခက်ရက်စဲရေးလက်မှတ်ရေးထိုးပြီးခြင်းကနေစတင်က NDA ကထိန်းချုပ်ထားတဲ့အထူးဒေသလေးနေမြေအတွင်းမှာတည်ရှိနေတာဖြစ်ပြီးတပ်တူတူဖော်မှုတွေကြောင့်အဲ့ဒီဒေသကကြေးရွာတွေရဲ့ပတ်ဝန်းကျင်နဲ့ဒေသပြည်သူတွေရဲ့ကျန်းမာရေးကိုထိခိုက်နစ်နာမှုများစွာဖြစ်ပေါ်ခဲ့တာကို2006ခုနှစ်ကတည်းကပေါ်ထုတ်မှုတွေရှိခဲ့တယ်လို့လည်းရှမ်းလူခွေမန္တန်ကထုတ်ပြန်ထားပါတယ်ရှင်။ ပဲဂိုးတန်တဲ့တပုတ်ကိုတက်ဆက်ပေးကြပါရယ်ပဲဂိုးတန်ဒိုင်ဝူအချင်းတောင်မှာနိုင်ငံအချင်းသူ၈ဦးကိုအကြောင်းပြချက်မရှိပဲထောင်အာဏာပိုင်တွေကတိုက်ပိတ်ခဲ့လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကရယ် PPNL ကတာဝန်ရှိသူတို့ကပြောပါရယ်ပြီးခဲ့တဲ့ဂျွန်လ23ရက်နေ့ကအမျိုးသမီးမေခဆောင်အခန်းတစ်ကိုအချင်းဦးစီးဝန်ထမ်းတွေကရှာဖွေရင်းဝင်ရမှာနိုင်ငံရေးအချင်းသူမတ်နိုဘာနီနီထွေးနားမှာဖုန်းဘက်ထရီတွေ့တယ်ဆိုပြီး တိုက်ပိတ်အပြစ်ပေးဖို့အတွက်အချင်းဦးစီးဝန်ထမ်းတွေကခေါ်ဆောင်သွားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့သိမ်းဆဲရရှိတယ်ဆိုတဲ့အဲ့ဒီပစ္စည်းတွေကိုတရားဝင်ပြသတာမျိုးမရှိတဲ့အပြင်မက်နိုဘာနီနီအေးရဲ့လက်ဝဲအတွင်းမှာမရှိဘဲရွေချက်ရှိရှိနဲ့ဆွဆွဲကခွဲခြားအပြစ်ပေးတဲ့ပုံစံဖြစ်တဲ့အတွက် ြည့်တံမခံနိုင်ဘူးဆိုပြီးမက်နိုဘာနီနီထွေးကတင်ပြခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့အချင်းအိုးစည်းဝန်ထမ်းတွေကအင်အားသုံးကမက်နိုဘာနီနီထွေးကိုတိုက်ပိတ်မဲ့နေရာကိုခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ဒိုင်ဝူအချင်းတောင်ကနိုင်ငံရေးအချင်းသူတွေကလည်းတိုက်ပိတ်မလုပ်ဖို့အတွက်လိုက်နာ တောင်းဆိုခဲ့ကြပေမဲ့လည်းအချင်းအိုးစည်းဌာနကမက်နိုဘာနီနီထွေးနဲ့တခြားအချင်းသူ9ဦးကိုထက်မှန်တိုက်ပိတ်ခဲ့လို့လည်းသိရပါတယ်။မက်နိုဘာနီနီထွေးကိုခေါ်ဆောင်ရမှာအချင်းအူစီမှု သုံးပွင့်အဆင့်ဇင်းမကြည့်အောင်တပွင့်တစဉ်မြင့်နဲ့တက်သားဖြိုးထက်ထက်အောင်တို့ကသပင်ဆွဲခြင်းခနာကိုအနောက်ချမ်းကိုရိုက်နှက်ခဲ့လို့လည်းသိရပါဗါးအဲ့ဒီဖြစ်စဉ်ဟာမတရားတဲ့ဖြစ်စဉ်ဖြစ်တဲ့အတွက်ကြောင့်နိုင်ငံရဲ့အကျဉ်းသူမတ်နိုဘာနီနီထွေးကိုတိုက်ပိတ်ပြစ်တယ်မပေးဖို့နဲ့ဖိနှိပ်မှုမလုဆောင်ဖို့အတွက်ဒိုင်ဝိုအကျဉ်းတော်ကနိုင်ငံရဲ့အကျဉ်းသူတွေကဝိုင်းဝန်းတောင်းဆိုခဲ့ကြတယ်လို့လည်းသိရပါဗါးအဲ့ဒီလိုဝိုင်းဝန်းတောင်းဆိုတာဟာထောင်စုပူအောင် လုပ်တယ်ဆိုပြီး မတ်နိုဘာနီနီထွေးကိုတိုက်ပိတ်အပြစ်ပေးတယ်လို့နိုင်ငံရေးအကျဉ်းသူ9ဦးကိုလည်းတိုက်ပိတ်ခဲ့လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကရဲ့ PPNNC ကနေသိရှိရပါတယ်။မတ်နိုဘာနီနီထွေးနဲ့အတူတိုက်ပိတ်ခံရသူ9ဦးမှာဒေါ်နုနုအာမတ်ညညိုဝင်းမတ်ခင်ရတနာဝင်းမတ်မြတနာအောင်မတ်အေးအေးဝင်းမတ်ချယ်ရီထွေးမတ်စုနန္နာလိုင်တို့ဖြစ်ကြပြီးအမျိုးသမီးအဆောင်လေးစပိုဆောင်ဂျားကငโกမူလအမျိုးသားအဆောင်မှာလည်း တိုက်ပိတ်ထားသူနိုင်ငံရေးအကျဉ်းသူစုစုပေါင်း28ဦးဝန်းကျင်ရှိနေတယ်လို့လည်း PPNN ကသတင်းထုတ်ပြန်ထားပါတယ်။အဲလိုဒိုင်ဝိုအကျဉ်းထောင်တွေနိုင်ငံရေးအကျဉ်းသူတွေကိုအကြောင်းပြချက်ခိုင်လုံမှုမရှိဘဲဆွဆွဲပြီးရိုက်နှက်ဖိနှိပ်တာတွေတိုက်ပိတ်တာတွေကို PPNN ကအလုံးမှတ်တမ်းတင်ထားပြီး ပါဝင်ကျူးလွန်သူတွေကိုထိရောက်တဲ့ပြစ်ဒဏ်ပေးနိုင်အောင်အတွက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ကြေညာထားပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ မွန်ပြည်နယ်ရင်းမြနယ်ကျောင်းရွာက ခမရ961ချင်းမြန်တရင်ကိုတော်လဲတဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ကတအူးဟာထိသွားပြီးစစ်သား3ဦးထက်မနည်းဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ You Revolutionary Force ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါရယ်။ August လ23ရက်နေ့မနည်း9:00ခွဲလောက်ကရင်းမြနယ်ကျောင်းရွာကခမရ961ချင်းမြန်တရင်ကို YRF လူငယ်တော်လဲရေးဖွဲ့က40မမ3လုံးနဲ့ပြစ်ခတ်ခဲ့ပြီး လက်လက်ငယ်နဲ့ဝင်ရောက်ပြက်ကတ်ခဲ့လို့လည်းသိရပါဗါတယ်။အဲဒီကဲမှုတွင်းမှာအကြက်ဖက်စစ်တပ်ဘက်ကစစ်သားတအူးဟာတေသွားတာဖြစ်ပြီးသုံးဦးထက်မနည်းဟာထိကက်တရားရှိခဲ့လို့လည်းသိရပါဗါတယ်။ကြက်ဖက်စစ်တပ်ကလက်လက်ကြည့်နေပြန်လဲပြက်ကတ်ပြီးအဲ့ဒီနေ့မနက်ပိုင်းမှာလည်းတက်အနီးဝန်းကျင်ကိုလည်းလုံးကြုံရေးတင်းကျပ်စွာစစ်ဆေးမှုတွေပြုလုပ်ခဲ့လို့လည်းသိရပါဗျ။အဲဒီတခဲမှုကို YRF လူငယ်တော်လှန်ရေးအဖွဲ့နဲ့ KNL တရင်20ခုတခွဲ9ရုပ်ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်တယ်လို့သိရပါဗျ။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးပေးတော့ကျေးဇူးတင်ပါတယ်ရှင်ကျေးမပါ